မအားလကြာဆုံးဖို့ရမဝေးတော့ပါမြန်မာနိုင်ငံမှာအင်မတန်ဝမ်းနဲ့ကြေကွဲစရာကောင်းတဲ့ရတသပတ်တစ်ခုကြောင်းလွန်လာခဲ့ပါပြီငလင်ပေးတန်တဲ့ပြည်သူတွေနဲ့အတူလိုက်ပါခန်းစားကြရတဲ့ကုညီသူပုဂ္ဂလိကအလှရှင်တွေနဲ့အတူလိုက်ပါခန်းစားရတဲ့ဝမ်းနေရမှုကိုပြောတာပါနိုင်ငံပေါင်း15နိုင်ငံကအရေးပေါ်ကယ်ဆယ်ရေးတွေကလည်းအလွန်ပင်ပန်းခံကူညီခဲ့ကြတာကိုတွေ့ကြရမှာပါသူတို့ရဲ့နီးပညာတာလွန်ကောင်းမှုတွေကြောင့် လူတချို့အတဘေးကကယ်ဆယ်နိုင်ခဲ့တာလေအားလုံးမြင်တွေ့ကြရမှာပါပဲစစ်တပ်ကတော့သူတို့တတ်တာသွားတဲ့အတွက်ကြိတ်ပြီးချိန်နှံ့နေပါဖြစ်ပေမဲ့ပြည်သူတွေကတော့စိတ်ရင်းစေနာအမှန်နဲ့ကျေးဇူးတင်ကြရတာဖြစ်ပါတယ်ကဘာကြီးမှဘလို့ဆိုးရုံမှုတွေရှိနေပါစေစေရာမှန်နဲ့ကိုင်ကြီးဖေးမှမှုတွေကလည်းရှိနေတာတွေ့ကြရတာပါကပိဒုက္ခတွေပေါ်ကနေစစ်တပ်ရဲ့နိုင်ငံရေးစီးပွားရေးအမြတ်ထုတ်လှုပ်ဆောင်မှုတွေရှိသလို စရင်စင်တာအမှန်နဲ့ပြည်သူချင်းကူညီကြတာတွေကတော့မျက်ရည်ဝဲလောက်အောင်ခံစားကြရတာပါတဖက်မှာလည်းမြမလူအဖွဲ့စည်းရဲ့မှာမင်းဆိုမင်းညင်းနဲ့လဘာစီတွေဘလို့ပဲနေရယူခွတ်တုံနေကြပါစေလူလူထဲမှာလူသားဆန်တဲ့စိတ်ဓာတ်တွေအပြေအဝါရှိနေကြတာတွေ့ရတဲ့အတွက်ခြေနဲ့ဝမ်းမြောက်ကြရပါတယ်စကိုင်းပြည့်ရွေးလို့ခေါ်တဲ့ငလင်ကျောဟာမြန်မာနိုင်ငံရဲ့အလဲဘဟုတက်တိတ်ကနေဖြတ်သွားတာဖြစ်ပါတယ် ဒီပြည်ရွာနှစ်ပေါင်း60တရာလောက်မှာတချိန်ပြင်းထန်တဲ့ငလင်တွေလှုပ်လေးရှိတာကိုမြန်မာနိုင်ငံရောနိုင်ငံတကာပညာရှင်တွေကပါအတည်ပြုခဲ့တာတွေရှိပါတယ်။ဒါကြောင့်ဝင်အရင်ဆိုးရလက်ထက်ကအရေးပေါ်ကယ်ဆယ်ရေးဖွဲ့စည်းပြီးလေ့ကျင့်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ပြောပြနေတာဒါပဲ။တပါးမှာဘေးရန်တဲ့ Natural Disaster ဆိုတဲ့ဖြစ်နိုင်တဲ့နိုင်ငံတွေထဲမှာမြန်မာနိုင်ငံပါသွားတယ်။တပါးမှာဘေးရန်တဲ့ကျုံမှာအချိန်ပြည့်ကျုံအဲ့ဒါကိုပြန်တုတ်ပြန်နေတယ်။တုတ်ပြန်နေတဲ့အခြေအနေရှိအောင်ကျွန်တော်တို့ဘက်ကတော့လိုအပ်တဲ့ပစ္စည်းတွေစုစည်းထားရှိရာ တဘာဝဘေးရန်အတွက်ရန်ပုံငွေ7ဘီလီယံ900လောက်တည်တံ့ဖယ်ထားခဲ့ရတဲ့အခြေပေါ်အသုံးပြုနိုင်မှုရဟရင်သစင်းမှာအသင့်ဝယ်ထားခဲ့တာဖြစ်ပါတယ်။တတိနားလေပြီးပြည်သူအတွက်ကောင်းကျိုးရှိစေမယ့်ဆောင်ရွက်ချက်မှန်သမျှဟာစစ်တပ်ကအာဏာယူညအတွက်မျက်စိစပယ်မှုစူးစီရာဖြစ်ခဲ့ပါတယ်။မန္တလေးကိုစမတ်စီးဖြစ်အလင်းမြန်ဆုံးပြောင်းလဲနိုင်ခဲ့တဲ့ဝင်ကြီးကျောင်းနဲ့မြို့တော်ဝင်တို့ကိုဖမ်းဆီးထောင်ချခဲ့တယ်။ ဝကြီးချုပ်ဦးစော်မြင့်မောင်ဟာကင်ဆာရောဂါခံစားနေရပြီးဆေးဝါးကုသမှုအလုံးလောက်မရရှိပဲကွယ်လွန်ခဲ့ရတယ်။နမကြီးမျက်စိအထူးပုဆရာဝန်ကနေမြို့တော်ဝန်တာဝန်ကိုရယူခဲ့တဲ့ဦးရဲလင်ဟာမန္တလေးကိုကောင်းအောင်လုပ်ရမှာသူ့အိတ်ထဲကပတ်စံတော်စိုက်ထုတ်လုပ်ကင်ခဲ့ရပါ။စစ်တပ်ကသူတို့မလုံနိုင်တဲ့ကောင်းမှုလုပ်ခဲ့သူတွေကိုအညှို့ထားပြီးဖမ်းဆီးထောင်ချခဲ့ရဖြစ်ပါတယ်။တနက်ကင်ထားပြီးကြအုံးနောက်လောက်ပဲရှိတဲ့စစ်တပ်ခေါင်းဆောင်တွေက တဘာဝဘေးဒဏ်အတွက်တုံးဆွဲဖို့အရန်စူဆောင်းထားရှိတဲ့ဂျမ်ဘုံငွေတွေကိုနီးစပ်ရာလုပ်ငန်းရှင်တွေကိုထုတ်ချေးပစ်ခဲ့ပါတယ်။မမမကန်တုံးဆွဲပစ်ခဲ့ကြတာဖြစ်ပါတယ်။တကယ်ဖြစ်လာတော့ဘာပြင်ဆင်မှုမှ ရှိမထားသလိုဘာရန်ဘုံငွေမှတုံးစရာမရှိတော့ပါဘူး။ငလင်ဟာမန္တလေးစကိုင်းနားတဝိုက်မှာပဲထိခိုက်ခဲ့မယ်ဆိုရင်မအားလားဒီလောက်ယူဆိုင်နေမှာမဟုတ်ပါဘူး။အခုတော့သူတို့ရာတပ်ပတ်မင်းလောက်ကိုကြံစီထားတဲ့နေဗီယောနဲ့စေယုံကျုံမှာပါအကြီးအကျယ်ထိခိုက်ပျက်စီးခဲ့လို့ မြက်ကလေးစံပြဖြစ်ပြီးနိုင်ငံတကာအကူအညီတွေမရှက်မကြောက်တောင်းလာရတာပါပဲတန်းရွှေကြီးတုံးကနာကိမုံတိုင်းဝင်တော့အကြောက်လွန်ပြီးနိုင်ငံတကာအကူအညီတွေလက်မခံခဲ့ဘူးနောက်ပိုင်းကျမှလက်ခံခဲ့ရအခုမဟာလာကတော့လူမျိုးတုံးတက်ဖြတ်မှုနဲ့အာဂျင်တီးနားတရားရုံးကဖောင်းရန်ထုတ်ခံထားရတော့နိုင်ငံတကာအကူအညီလက်ခံတာတော့ကကျွေးတူမဟုတ်ဘူးတန်းထူမရဆိုတယ်လို့ဘယ်ကြောက်မနေတော့ဘူးပေါ့မင်းတော်လား နိုင်ငံတကာအကူအညီတွေကိုငတ်ပြတ်ပြီးစစ်ဝတ်တောင်းကောင်းကောင်းမရှိတဲ့တူစစ်တပ်အတွက်များများယူထားပြီးပြည်သူတွေကိုဟန်ပြနေနေလောက်ဝေပေးလိုက်ုံပဲဆိုတဲ့အယုဒ္ဓမာစိတ်ကရှိပြီးသားမဟုတ်လားစစ်သားတယောက်တိုင်းပြည်အုပ်ချုပ်မယ်ဆိုရင်အားလုံးက SYLD ဆောင်ရမ်းလက်တန်းကြီးလောက်တာပါပဲအခုလဲသတင်းတွေမှာ နေရာတကာရှောက်သွားပြီးလက်ညှိုးတထိုးထိုးနဲ့ သူဘာမှနားမလဲတဲ့ကိစ္စတွေကိုစီစဉ်ညွှန်ကြားနေရတွေ့ရမှာပါဒီလိုနဲ့ပဲတန်းရွှေကြီးလက်ထက်20ကျော်နိုနစ်ခဲ့ပြီးမာလာလက်ထက်မှာတော့ဖုံးကန်လုံးဝမရှိတဲ့မင်းဆိုးမင်းညစ်တို့လက်ထက်ကြုံရချက်တွေအတိုင်းပြည်သူကလက်မခံရုံသာမကမာပထဝီမြေကြီးတော်မနေနိုင်လို့လှုပ်ခါလာရတာမဟုတ်လားဘေးရင်ကိန်းကနန်းတွေအရာရောရှစ်အတိတ်တပေါင်းတွေရပါအနာယူတတဤတော့ကောင်းကွက်တစ်ခုမှမရှိပါဘူးပြည်သူငဲညာလို့ရအန်ဂျီနဲ့ EA ဘိုးတို့က ယာယီတပတ်သက်အပြည့်ရပေးထားတာပါဒီချိန်မှာအင်အားစုပြီးနပတကိုတောင်တင်းလို့ရနိုင်တာဖြစ်ပါတယ်စစ်တပ်ကတရုတ်ပူညီရေးရှင်တန်းကိုပြစ်ခတ်လိုက်ပြီလို့တရုတ်ကြီးအကြိုက်အပြစ်ခတ်ရစဲရေးကြေညာခဲ့ပေမဲ့သူ့ဘက်ကအချိန်နေစိုးနေတာတွေပေါ့တော်လန်ရေးအင်အားစုတွေခွင်ကောင်းယူသွားမှောက်စိုးရိမ်ပြီးကြိုကန်တဲ့အနေနဲ့ဒရင်နဲ့နေရာဆောင်လိုက်ပြီးဘုံကျဲနေတာပါပဲဒါပေမဲ့သူ့အစိုးရအင်ဆောင်ကိစ္စတွေကတော့ရှောင်လွဲလို့ရမှာမဟုတ်ပါဘူး နိုင်ငံတွေဓာတ်ထပ်ပိုဆုံးရှုံးလာမယ်စစ်သားတွေဓာတ်ထပ်ပိုတေချေရမယ်တကယ်တော့မာလာတာအစိုးရအဆင့်မဟုတ်တော့ပဲမြန်မာမှာရှိနေတဲ့တပေါင်းများစွာတွေကတာမန်တက်တရက်အဖြစ်ကို ရောကြလာခဲ့ပြီဖြစ်ပါတယ်စစ်တပ်ရဲ့လူတက်လက်နက်ထုတ်စက်ရုံတွေပို့ပြီးထိခိုက်ပျက်စီးလာရမယ်နောက်ဆုံးနေပြီးတော့အပျက်စီးတွေကိုသူဘလို့မှပြန်လဲတိဆောက်နိုင်မှာမဟုတ်ပဲစွန့်ခွာထပြေးရမယ့်အချိန်မျိုးမုတ်ချရောက်လာတော့မှဖြစ်ပါတယ်။ ြည်သူပေါ်စေတနာနဲလုံးနဲ့စစ်ကောင်းဆောင်တွေရဲ့ကံကြမ္မာဟာဘလို့မှစက်သိမ်းမကောင်းနိုင်ပါဘူးနိုင်ငံခြားခီးစဉ်ဆိုရင်သူ့ကိုယ်သူလူရာဝင်ပြီးဆိုပြီးမြောက်ကြွမြောက်ကြွနဲ့အလွန်တက်ကြွတဲ့မာအလာဘင်းစတက်အစီဝေးတွားတက်ပြီးအင်တာပိုကိုကြောက်လို့ညှာကြီးအချိန်မတော်တတုံးရိုက်ပြန်ပြေးလာရတယ်လို့ ICC ဖမ်းဝရန်ကလည်းထပ်ထွက်လာအောင်မှဖြစ်လို့တတလုံးရန်ပြေးဖြစ်နေမှာပါပဲအခုရေးပေါ်ကူညီကယ်ဆယ်ရေးကပြန်ကြားတော့မှာပါ ဇာမက်ကာလာမှာပြန်လဲတီထောင်ရေးလောက်ကြရမှာပါစကားစားဘက်ကပေါ်ရှော့စွာဆောင်ရွက်ခဲ့တဲ့ကြားကပြည်သူတွေရဲ့စူးစားရုံးကန်မှုနဲ့ပြန်လဲထူထောင်လာကြမှာပါဒါပေမဲ့ဒေါ်လာဘီလီယံနဲ့ချီကုန်ကြမဲ့နေပြည်တော်ပြန်လဲတီဆောင်ရေးကိုမအားလားဘလို့မှလုံနိုင်မှာမဟုတ်ပါဘူးဝါစီကအလွန်ကျွန်ရိုက်ထုတ်နေတဲ့ကြက်ငွေတွေကိုစီအဲအတွက်ပဲတုံးနေမှာဖြစ်လို့နပတ်တအုတ်ချုပ်ပြန်လဲနလန်ထူလာနိုင်မှာမဟုတ်တော့ပါဘူး တို့အနေနဲ့ကတော့ကိုပါကိုပဲစူပေါင်းအားနဲ့ဖြည့်ရှင်းကြရမှာပါဖြစ်သူတွေအပေါ်တာဝန်ခံမှုမရှိတဲ့အာနာယူများကိုတီတူအားနဲ့ပဲဖြုတ်ချတုတ်တင်ပြရမယ်အချိန်ဟာလဲမဝေးရောဘူးလို့ပဲဆိုပြရစေတတိယဆင့်အနေနဲ့တနိုင်ငံလုံးအခွေတွေထိုးစစ်ကြီးတရဆင်နွှဲကြဖို့ပဲဖြစ်လိမ့်မယ်မြို့သားညီညွတ်ရေးဆိုရပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဘာမိတ်ဒေါ်လာရေးဖွဲ့တွေဟာဒီဖြူရီထိုးစစ်ကြီးအတွက်ပြင်းပြင်းကြိုးပမ်းနေကြတယ်ဆိုတာအတိပေးလို့တယ် PDF insight ကစောင်းပါကိုကျွန်တော်ရဲမှန်ရုပ်ဖတ်ပေးလိုက်တာဖြစ်ပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ